မြေဝမ်းအကမကလို့မတာပွဲပဲလို့ကျွန်မလုံးဝစိတ်မစားဘူးအေးကျွန်မတမီးတော့ရှင်တို့ကရခုံတိုင်းဆက်ထည့်မစားနဲ့အဲ့ဒါကိုလည်းကြားရတယ်ပြီးလို့ရှိရင်အောင်တန်းစားကောင်ဆိုရဟာလဲကြိုက်မမမိမိကိုကိုရဲ့ပုံလေးကိုလှအောင်ဆွဲမယ်ဘလိုဆဲလဲဆိုတော့တမင်းလက်လက်လင်းနဲ့ရေးပြီးတော့ဆွဲပြီးလို့ရှင့် အဲချစ်တဲ့ခါကျတော့ I love you ဆိုတာရေးထားတယ်အာအမြဲအားပေးပါမယ်ဒီမှာမမမီကိုကိုပြောချင်တာခါကြတော့ ပါလေအကယ်ဒမီမရလည်းဘာမှမဖြစ်ဘူးမမမေမေကိုကိုအားပေးမဲ့သူအများကြီးရှိရယ်ဝင်းလေးလည်းမဟုတ်ဘူးပေါ့နော်ဒါသူ့ရဲ့တရာပေါက်ပြီးတော့ तू ကဒီဟာကိုလှူချင်တယ်အဲ तू ဒီစတုလီတာအာဟာရဒါနာကျွေးချင်တယ်ပေါ့နော်ကျွေးချင်တယ်ဆိုတဲ့အခါကျတော့ဒီဒီအဝါကျိတ်အဖွဲနဲ့ဒီမွေးငါကျွေးပြစ်တာပေါ့နော်လူတစ်ထောင်ကျော်စာအတွက်ကိုမွေးငါကျွေးပြစ်တယ်ဒါကတော့လိုင်းသားရာနေပြီးတော့ဒီဖုံဖုံကြီးအောင်မှာကျွေးပြစ်တာပေါ့နော်ဟုတ်ကဲ့ င်္ဂလာပါမမမင်္ဂလာပါအာဒီနေ့အမှုလေးကတော့ဒါဟောက်ဆန်းရဲ့ပေါ့နော် အာသူ့ရဲ့သူရတဲ့အနုပညာကြီးလေးတွေပြီးတော့သူ့မမပေးတဲ့မဟုတ်လေးတွေကိုဒါသူစုပြီးတော့အာဟာရဒါနအဖြစ်ပေါ့နော်ဒီစတုတီတာကျွေးတာဖြစ်ပါတယ်ဟုတ်လိုင်တရားကနေပြီးတော့လေဒါဇေယတိတိចောင်းတိုက်ပေါ့နော်အဲဒီမှာကျွေးတာပေါ့နော်လိုင်တရားဇေယတိတိចောင်းတိုက်ဘယ်နှစ်ပြည့်ရလဲတက်ကလေးကိုနှစ်ပါရှင်မောင်ငါပါအာအဲ့လိုအလှလောက်ရတဲ့အတွက်ပျော်လဲပျော်တယ်ဘယ်လိုအလှလောက်ရတဲ့အတွက်လေတအားပျော်တယ် အញ្ញံပစ်တီးပြလိုက်ဝင်းနေလည်းမဟုတ်ဘူးပေါ့နော်ဒါသူ့ရဲ့ဒရာပောက်ပြီးတော့ तू ကဒီဟာကိုလှူချင်တယ်အဲ तू ဒီစတုလီတာအာဟာရဒါနာကျွေးချင်တယ်ပေါ့နော်ကျွေးချင်တယ်ဆိုတဲ့အခါကျတော့ဒီအာဒီအဝါကျိတ်အဖွဲနဲ့ဒီမွေငါကျွေးပြစ်တာပေါ့နော်လူတထောင်ကျော်စာအတွက်ကိုမွေငါကျွေးပြစ်တယ်ဒါကတော့လိုင်းသားရာနေပြီးတော့အာဒီဖုံဖုံအင်းเจ้าမှာကျွေးပြစ်တာပေါ့နော်ဟုတ်ကဲ့အဓိကတော့ပေါ့နော်ဒါကသူတို့အရွယ်လေးတွေဆိုတဲ့အခါကျလို့ရှိရင်လည်းတော်တော်အင်တာဗျူးတွေအများဖြစ်သလိုပါပဲသူတို့တွေက လူတရတဲ့ဘဝတွေကအများဆုံးအပြည့်ဆင်းသက်လာကြတာလေနော်အဲ့လိုမျိုးဆိုတော့အဲ့တော့အလူတယောက်ကဒီလူတယောက်အတွက်ကိုလူလိုက်တဲ့အလူတစ်ခုကိုမင်းဆက်ရည်ဒီလိုမျိုးအားပေးကြတယ်စားကြတာမြင်တဲ့အခါမှာဒါဆိုတော့ကလေးဆိုတော့မပြောတတ်ဘူးပေါ့နော်ဒါပေမဲ့အဲ့ဒီ PD ကလည်းဘာနဲ့မှဒီရှေ့တွေမှာဆိုလို့ရှိရင်လည်းဒီဆရာတို့ဟိုဘာလဲသမင်းသွားကြွေးဘူးတယ်လေနော်ဟို အဲ့ဟိုဟာမိုင်းအဲနော်ဆန်နေသွားလှူတယ်ထမင်းသွားကျွတယ်မုတ်တွေသွားလှူပြစ်တယ်ပေါ့နော်အဲ့တော့ဒါလေးတွေကသူတို့အတွက်အဲသူတို့မှာတော့ထူထူးထူးထူးဆိုတာထက်အဲနော်ဟိုထူထူးထူးထူးဆိုတာထက်အဓိကသိနေရတော့သူများကိုကျွေးတဲ့အခါမှာမင်းရှက်ရေးစားတောက်တာသူတို့ပြောတယ်ပေါ့ဝမ်းတာရယ်ပေါ့အဲအဲ့လိုမျိုးတော့သူတို့သိနေရပေါ့နော်ဘလို့ကလေးလေတဲ့အေးလေးပဲလေဟုတ်ပါဘူးသူတွတ်တဲ့နေရာတော့တွတ်ပါတယ်သူတချင်းနေလဲဆိုရယ်လေသူအခုတချင်းနေလဲဆိုရယ်ရုပ်ရှင်နေလဲသူရိုက်တယ်ဇလန်းတူတွေလဲအခုရိုက်နေရယ်ဆိုတော့ အဲသူကတွတ်တွတ်ပါတယ်နော်တွတ်တဲ့ကလေးတွေတော့ပါတာပေါ့ဟုတ်အမေရုပ်ရှင်ပိုင်းဆိုရင်ပူရအာသာကျဲရုပ်ရှင်ပိုင်းမှာအာသာကျဲရှိတယ်မင်းသမီးဆိုရင်မင်းသမီးဆိုမမမိမိကိုကိုတအားကြိုက်တယ်ဟာသမီးဆဆတွေ့ချင်းမှာတော့ဒီဘင်းနဲ့မြနေစီဆဲကတော့ကတ်ချလိုက်ရလိုက်ကလေးဟုတ်ကျဲမမမိမိကိုကိုတအားကြိုက်တဲ့ခါကျအိမ်မှာကအပုံဆွဲတာဟုတ်မမမိမိကိုကိုရဲ့ အပုံလေးကိုလှမ်းအောင်ဆွဲမယ်ဘလိုဆွဲလဲဆိုတော့တမင်းလက်လက်လင်းနဲ့ရေးပြီးတော့ဆွဲပြီးလို့ရှိရင်အားချတဲ့ခါကျတော့ I love you ဆိုတာရေးတာမြေဝမ်းအကမကလို့မတာပွဲပဲလို့ကျွန်မလုံးဝစိတ်ငြိမ်းစားအေးကျွန်မတမီးတို့ရှင်တို့ကရခုံနိုင်ဆက်ထိတ်မှုစဉ်းစားနဲ့အဲ့ဒါကိုလည်းကြားရတယ်ပြီးလို့ရှိရင် စာကောင်ဆိုရဟာကိုလည်းကြိုက်တယ်။အော်အမြဲအားပေးပါမယ်။ဒီမှာမမမိမိကိုကိုပြောချင်တာခါကြတော့ဘာလဲအကယ်မီမရလည်းဘာမှမဖြစ်ဘူး။မမမိမိကိုကိုအားပေးမဲ့သူအများကြီးရှိရဲ။မမတွေ့လို့အင်းဖတ်နေမှာလားဘာလို့မမနော်လို့ အကယ်ဒမီမရလေလို့ဘာမှဖြစ်ဘူးနော်တို့တမီးတို့ကမမမမီကိုကိုတအားကြိုက်တဲ့သွဲလို့အပေးနေရနော်မမနော်လို့ပြောချင်ပါတယ်ရှင်အဲ့မနဲ့တွေ့စကားရရန်ပြောချင်လားစကားရန်ပြောချင်တယ်အော်ဟုတ်မမဘယ်ချိန်မှဖြစ်ဖြစ်ဘယ်နေရာပဲဖြစ်ဖြစ်မမမမီကိုကိုကလှနေအောင်မှာပဲဟုတ်လား မျက်နှာပိုင်းဆိုင်အကုန်လှတယ်ကိုယ်လုံးလည်းလှတယ်မျက်နှာတွေလည်းလှတယ်အကုန်လှတယ်ကျောင်းဆွဲထားတာအိမ်ပါမှာမအိုင်လက်ဖြူရေးထားသေးရဲ့အဓိကကတော့တော်တော်တို့ကဟိုဥယျာဉ်မှုလိုပဲလေနော်တော်တော်တို့ပြိုးထောင်နေဆိုတာကသူတို့ဘယ်လောက်ထိလုံနိုင်လာတယ်ဆိုတဲ့အပေါ်မှာတော်တော်တို့ကဝမ်းသာရတာပဲလေနော်အဲ့ဒါဟောင်ရှမ်းမဟုတ်ပါဘူးတင်တဲ့နဲ့ပတ်သက်ဆက်ဆက်ဖူးတဲ့ကလေးတိုင်းပေါ်မှာအတော်စီမှာပဲရှိရှိ တော်တော်စီကနေအခြားဟိုပဲရောက်ရောက်တော်တော်ကအာတော်တော်နဲ့မြင်နိုင်တဲ့နေရာပေါ့နော်ဥမာဒီခေတ်ဆိုရင်တော့ social media Facebook အာ TikTok လိုနေရာမျိုးတွေမှာဘယ်နေရာနိုင်မှာပဲတွေ့နေနေဘယ်နေရာမှာပွင့်ပွင့်ပေါ့နော်ဒီပွင့်တဲ့ဘန်တိုင်းလှနေတယ်ဆိုရင်တော့ဒါတော်တော်ရဲ့ PD တစ်ခုပဲပေါ့နော်ဟုတ်ဘုဒ္ဓဘာဝတော့အဲ့နောက်ဟုတ်ဇလန်တို့မဟုတ်အဲ့နောက်ဦးစီးဆိုတဲ့တခြင်းကိုဦးလာပြေတို့နဲ့ ตาย้ายဖြစ်ပါတယ်ရှင်အခုလောလောဆယ်တော့ဘာအလုပ်မှမရှိသေးဘူးအဲအကြောင်းခေါ်ကြပါဦးလားရှိရှိရယ်လေ ဖက်ရှင်ရှိုးရှိသေးရဲ့လေဖက်ရှင်ရှိုးရှိသေးရဲ့ဟုတ်ကဲ့သူ promotion ဆင်းနေတာသူ့ကိုခေါ်ကြပါအောင်နဲ့သူအလုပ်မရှိသေးဘူးပေါ့နော်အားမနေချင်ဘူးပြအဓိကတော့နုပညာဝါသနာပါလို့ပဲတန်တန်းကြောင်ရောက်လာကြတာများတာဆိုတော့လေနော်ဟုတ်သူကလေဆက်ဆရောက်တဲ့အချိန်မှာတော့သူကဒီ little miss ပြိုင်မှုပေါ့နော်ရောက်လာတယ်အဲရောက်လာတဲ့အချိန်မှာတော့သူ miss ပြိုင်နေအဲ့အချိန်ကတော့ ကလေးပေါ့လေစရအတင်းတန်းကိုစရောက်လာကြတဲ့အချိန်ဆိုရင်အားလုံးကလေဟိုမျက်စိတငယ်နားတငယ်ကလေးလေးတွေပဲလीเนาะအဲအဲ့လိုမျိုးကနေပြီးတော့အာသူတင်တန်းရောက်လာတယ်သူဒီပြီးသွားတယ်ပေါ့အဲတင်တန်းနေပြီးတယ်ပြိုင်ပွဲတွေပြီးတယ်ဆုရပြီးတဲ့အခါမှာ အာသူကကြတော့ပူပြီးဝါသနာပါတာကတေယုတ်ဆောင်တာဖြစ်နေရအဲသူ့ရဲ့ဝါသနာအသူ့မမေကလည်းတချင်းနေဆိုရဲဆိုတော့အဓိကတော့သူ့ကိုတချင်းနေဆိုစေချင်မှာပေါ့နော်မအေကတော့ဒါသူ့ရဲ့ generation ဆိုတဲ့အခါကျတော့ဒါမဲ့များသောအားဖြင့် तू ကအဲ့ထက်ကိုပို့ပြီးတော့ဒါလွန်ပြီးတော့ तू ကတေယုတ်ဆောင်ရတာဝါသနာပါတယ်ဒါပေမဲ့ तू လုံနိုင်လိုက်လိမ့်မယ်လို့မထင်ထားပေမဲ့တကယ်တေယုတ်ဆောင်တဲ့အခါမှာအာ तू ကဗဒံလုံးတေယုတ်တူအောင်လို့ तू အဲ့ကိုမှုသွင်းနိုင်တယ်ပေါ့အဲ့ဒါကို तू လုံနိုင်တယ်ပေါ့နော်အဲ့လိုမျိုးအင်း ကိုပြပြခဲ့တဲ့ဟာတွေကိုမှုသွင်းပြီးတော့တပြပြနဲ့ငိုတာလို့ဝမ်းနေတာလို့စိတ်တူတာလို့ဖြစ်တယ်ပဲစိတ်တူတာကတော့လူတိုင်းစိတ်တူတတ်တယ်လေအဲ့ဒါကြတော့မခက်တာပါ drama ဆိုတော့အားခက်တာဟုတ်ဟုတ်အဲ့လိုငိုလို့ရှိရင်တအားပင့်မန်းတယ်ဟုတ်အေးအိမ်မက်ကမမတော့တမင်းငိုတာတော့မရှိဒါပေမဲ့တမင်းဝမ်းနေတာတော့ဘယ်လိုစိတ်တွင်လိုက်လဲဆိုတော့ အပြစ်မှတကယ်မဟုတ်ပါမယ်အထဲထဲမှာငါမမေကထားခဲ့သွားပြီအီကောင်လေးကငါ့ကိုထားခဲ့သွားပြီအဲ့လိုစိတ်တင်လာရှင်ဟာမဟုတ်တယ်နော်ချက်ချင်းဝင်နေဟုတ်ပါဟုတ်ပါဒါကထွက်တဲ့အခန်းဆိုရင်သူ့မနဲ့ရင်ဖြစ်မှာပေါ့နော်ဟာသမီးမမဆိုရင်တခါတည်းရိုင်းငဘန်းလုံးကြရလေအဲ့ဒါစိတ်တူကြအဲ့အဲ့လိုတော့မရှိဘူး။ဒီနေ့ကဘာကြွားရတဲ့တီကိုချစ်တယ်။အဲ့တမီးတမီး အပေါ်ရအောင်အပေါ်ရအောင်လို့လုပ်ပေးရပြီးလို့ရှိရင်သူများရဲ့ချက်အားတောင်းလို့လုပ်ပေးရပူဇော်ဘူးရဲ့ဒါမှမဟုတ်အယုတ်တွေပူဇော်ဘူးရဲ့ဟာအယုတ်တွေပူဇော်လို့ရှိရင်ငငယ်ဝါဆိုရင်မဝယ်ပြလို့ဆိုမမီလောက်ပါနော်မမီလောက်ပါနော်ဆိုတော့အဲတင်ချစ်ဖို့ကောင်းပါရဲ့တဲ့ချစ်တဲ့ချစ်ကိုဖေးချင်ချစ်ပါတမီလိမ့်ပါတဲ့ချိန်မှာချီကျူးရတော့ရှိခဲ့ဘူးရဲ့တမီတယောက်ဆောင်လို့ရှင် တော်ရင်နော်ဒီထက်ပြောင်းစူးစားအဲ့လိုတွေပဲပြောခဲ့အဓိကကတော့လေအာတော်တော်တို့တင်တဲ့ရွယ်ချက်ကပေါ်ပင်မဟုတ်ဘူးအခုပေါ်တယ်ခဏနေပျောက်သွားတဲ့ဟာမျိုးပေါ့နော်အဓိကတော့ပေါ်ပင်မှာဒီရွယ်မှာအရင်ပေါ့နော်သူများအမြင်ကက်ဆရာဖြစ်နေလဲအစဲခံရတာလွဲလို့ဒါသူတို့ရှေ့မှာ reset တွေရှိ ပြီးသားခလေးတွေအများစုပေါ့နော်အဥမာ ဟိုနိုင်ငံရေးကြောင့်တော့လကောင်စီးပွားရေးကြောင့်တော့လကောင်လူတွေကြက်တဲခတ်ခဲကြတဲ့အချိန်မှာအအရန်ကြီးဒီလိုမျိုးဖြစ်တဲ့အခါအဲ့တော့တို့ကကြတော့ကောက်ရုံးမီးလို့မဟုတ်ဘဲနဲ့ပေါ့နော်တပြင်းပြင်းနဲ့ဖွဲမီးလို့ပဲဘာလို့လဲဆိုတော့အနုပညာဝန်စာဖြည့်တဲ့အချိန်မှာအဲ့ဒီဝန်စာပြန်အသုံးမပြုဘူးဆိုတဲ့အခါကျရင်လေတင်တာတင်တယ်တို့ဒီနေရာမှာ practice တွေမရှိတော့မရှိတော့တဲ့အခါကျတော့တို့ဖြည့်နေတဲ့ဝန်စာပေါ်မှာပုံမှန်လေးအသုံးချသွားမယ်အဲတို့ပေါ့နော်ဥမာ အာရုပ်ရှင်တရုပ်ဆောင်ပဲဖြစ်ဖြစ်သူတို့ကိုအဲကြော်ညာတွေ MTV တွေမှာထည့်ပြီးတရုပ်ဆောင်ခိုင်းနေဆိုတာနာမည်ကြီးစေချင်တာအချက်ကိုပေါ့နော်အဓိကကင်မရာရဲ့အယူအဆတွေကင်မရာရှူတောင်းနေပြီးတော့ အဲတေးဥဆောင်တဲ့အခါမှာသူတို့မုတ်တည်သွင်းတဲ့အခါမှာလည်းဘယ်ဟာကိုဘယ်လိုမျိုးလေးမုတ်သွင်းမယ်ဆိုတဲ့ဟာတွေပေါ့နော်အဲအဲ့ဒီဟာမျိုးတွေသူတို့အယူဆတွေသိသွားတဲ့ဆိုရင်အရွယ်ရောက်လာတဲ့အချိန်မှာသူကမင်းသမီးလောက်ချင်တယ်ဆိုရင်လည်းတန်းပြီးတော့တခါတည်းဟိုဟာဖြစ်လို့ရတာပေါ့နော်သူလျှောက်ချင်တဲ့အမှုပညာလမ်းကိုဝမ်းစာပြည့်ပြည့်နဲ့အဲသူဆက်လျှောက်လို့ရမှာပေါ့နော်ဟုတ်သူလောက်တော့လောက်ဖို့ရှိတယ်ပေါ့ဒါမဲ့တော်တော်ရောကကြတော့နောက်ွယ်ရနေပြီးတော့ကလကနောက်ကသူတွေဖြစ်တဲ့အတွက်တော့ဒါတော်တော်ပန်ပိုးနိုင်တဲ့ ဟာတွေအကုန်လုံးအာသူတို့ခင်းပေးနိုင်တဲ့လမ်းဖောက်ပေးနိုင်တဲ့လမ်းညွှန်ပေးနိုင်တဲ့လမ်းနေအားလုံးတော့တော်တော်ညွှန်ပေးမယ်ညွှန်ပေးပြီးတဲ့အခါမှာအာဒီကလေးတွေကအရွယ်ရောက်လာတဲ့အချိန်မှာအောင်မြင်တဲ့ကလေးတွေအဖြစ်နေပေါ့နော်ဒါမြင်တွေ့ရဖို့အတွက်ကိုတော့အများကြီးစူးစမ်းအောင်ပါပေါ့နော်ရှမ်းနာမယ်ကတော့စစ်လက်ဝတ်ဒီပါရှင်ဒီလိုလေးစလုံးပေါင်းရမလို့ပေါင်းတာလိုက်ရချာပတ်တနလာတာပါရှင်ဟမ်ဟာရှာအိမ်နံပါတ်ပါရှင်သူရဲ့အနုပညာနံပါတ်လေးပေါ့နော်အနုပညာနံပါတ်လေးကိုဘာလို့လဲဆိုတော့ အနုပညာရှင်ကနာမည်တလုံးအရင်အရေးကြီးရယ်လေအရေးကြီးတဲ့ခါကျတော့အဲသူကရှေ့လျှောက်တက်သွားတဲ့လမ်းမှာလဲအသက်ကြီးမှနာမည်ပြောင်းလာလို့ဘာလို့မဖြစ်အောင်ပေါ့သူကဒါဟောက်ရှန်းလို့နိမ့်နိမ့်ခေါ်နေရနေပြီးတော့အနုပညာနာမည်အနေနဲ့တက်တက်မှတ်မှတ်လေးကြတော့သူ့ကိုဆုလက်ဝတီးဆိုပြီးတော့ဒါလေးကိုဟိုပေါ့နော်နောက်မှနောက်တစ်ချိန်သူအနုပညာလုပ်တွေဆက်လုပ်သွားတဲ့အခါမှာလဲဒီဆုလက်ဝတီးနဲ့ပဲဆက်လုပ်သွားမှာဖြစ်ပြီးတော့အဲသူအောင်မြင်လာတဲ့အချိန်မှာလဲဒီဆုလက်ဝတီးဆိုတဲ့နာမည်လေးနဲ့ပဲအောင်မြင်စေမှာပေါ့နော်အဲ့လိုမျိုးဟုတ်ဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်